1949နဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ဆေဗီယူဆာအာလီကော့ဖ်ဆိုတဲ့ကောင်လေးကတစ်ပင်တစ်ပင်မော်တက်ပြီးတဘာဝတရားကိုခန်းစားနေတဲ့အချိန်မှာသူ့မိကတော့မြေကန်တဲ့ဘေးမှာအဝေးလျှော်နေပါတယ်။သူ့ကိုပတ်တရားကညစာအတွက်ငားများနေုံရုတ်တရက်လင်းရင်ပြန်တစည်းပေါ်လာပြီးစတင်ပြစ်ခတ်ပါတော့တယ်။သူ့မိကခလေးမျိုးကိုပုံခိုင်းပေမဲ့ဆေဗီယူဆာရင်းရင်းစွာနဲ့သူ့ရဲ့အားကောင်းတဲ့လောင်လေးကွာကိုတုံးပြီးလင်းရင်ပြန်ကိုပြစ်ချလိုက်ပါတယ်။ အမေမိုးအတွက်ဂုဏ်ယူပြီးချိန်အမေနဲ့ကိုဘက်ကိုလှည့်ချလိုက်တဲ့ခါမှာတော့သူတို့ညောင်လုံးပျောက်ဆုံးနေပါပြီ။စာမေယူစာအိမ်ကိုပြန်လာပြီးကြောက်တဲ့အိမ်နေလိုက်ပါတယ်။ဒီအချိန်မှာပဲတခါခေါက်တန်ကြောင်ကောင်းလေးကနိုးလာခဲ့ပါတယ်။သူကပြင်မှာပဲသူ့အမေပဲဖြစ်လိမ့်မယ်လို့ယုံကြည်ပြီးတော့တခါဖွင့်ပေးဖို့အမြန်သွားလိုက်ပါတယ်။ဒါပေမဲ့သူ့အတော်အနာစီယာရောက်လာတာကိုတွေ့ပြီးအံ့အားတင်သွားပါတယ်။အတော်ဖြစ်သူကကြောင်လန့်နေပြီးကောင်းလေးကိုထုတ်ပိုးရီပြင်ပြီးထွက်သွားဖို့ပြောပါတယ်။ကောင်းလေးကညင်းနေရကြောင် သူ့အမိနဲ့အကူတို့အသက်ခံလိုက်ရပြီဖြစ်ကြောင်းနောက်ပြီးဆယ်မီယူစာ သူညမရဲ့တာမန်စစ်သားရင်တည်သွားရင် သူ့ကိုပါတတ်လိမ့်မယ်လို့ပြောပြပါ යි ။သူမရဲ့စီစဉ်ရကောင်လေးကိုခေါ်သွားပြီးသူ့သားလို့ပြောဖို့ပါပဲ။ဒါပေမဲ့သူတို့မလွမြောက်ခင်မှာပဲဂျာမန်စစ်သားတွေကအိမ်ထဲကိုဝင်ရောက်လာပါ යි ။အတော်ဖြစ်သူကဆယ်မီယူစာကိုမတင်ပေါက်ကနေလွမြောက်အောင်ကိုညီပေးခဲ့ပေမဲ့သူမကိုယ်တိုင်တော့တနက်နဲ့ပြစ်သက်ခံလိုက်ရပါ යි ။ကောင်လေးကကြောင်လန့်နေကြတဲ့တော်ရဲကိုပြေးဝင်သွားပြီးပုံးခုစရာနေရာရှာဖွေပါတော့တယ် နိုင်နေငယ်ကြာသွားပြီးရဲ့နောက်မှာတော့ဆယ်ဘီယိုစာလဲတယောက်ထဲနဲ့အသက်ရှင်မှုနီးလဲရှာရပါတော့တယ်။မြေကန်တဲ့ဘေးမှာရှေးတောက်နေတုန်းစစ်သားချို့ရောက်လာတာကိုတွေ့ပြီးလန့်သွားပါတယ်။ဖြစ်ပျက်ခဲ့ရပေကြောင့်စိတ်တရားရနေတဲ့ကောင်လေးကပုံစံနေရအမြန်ရှာပေးပါတယ်။မိနစ်နေငယ်လောက်သစ်ပင်ကြီးတစ်ပင်ရဲ့အမြင့်တေကြားရဲမှာခိုးကြောင့်ခိုးဝဲပုံနေချိန်သူ့ဘေးမှာမွေတကောင်ပေါ်လာတာပါ။ကောင်လေးရမွေကိုတိမ်မလောက်စောင့်နေပြီမဲ့ဂျာမန်စစ်သားတွေကြားမှာစိုးရကြောင့်အတံမထွက်မိအောင်စူးစမ်းထိန်းချုပ်ထားပါသေး ။အချိန်ထဲမှာပဲစစ်သားတွေကမီးပုံဖိုးပြီးတော့အနားယူကြပါတယ်။အစာစားပြီးနောက်သူတို့ကမီးကိုနှိမ်သက်ပြီးထွက်သွားကြပါတယ်။အဲ့ချိန်မှာမွေရလည်းထွက်သွားပြီးဖြစ်တာကြောင့်ဗိုက်ဆာနေတဲ့အကောင်လေးဟာအစာစားအကျွမ်းကျန်နေတွေ့လို့တွေ့ညာမျှော်လင့်ချက်နဲ့စစ်သားတွေထားခဲ့တဲ့တံပိုးခွန်တစ်ခုကိုကောက်ယူလိုက်ပါတယ်။တလုံးနဲ့ရှန်နေငယ်ကြသွားပြီးရဲ့နောက်မှာတော့အကောင်လေးဟာလန်းနံကောက်ကောက်မရှောင်နိုင်တော့တဲ့အထိအာနေနေပါ යි လမ်းမှာအသေးလေးရေတွေးပေမဲ့မကြခင်မှာပဲအဲ့နေရာကပုံချဲတိုက်ခိုက်ခင်ရပြီးဆယ်ရီယူစာထွက်ပြေးရပြန်ပါ යි အိမ်ညနေမှာမိုးရွာလာပါတယ်။ဒါပေမဲ့ကောင်းလေးကအရန်ပင်ပန်းပြီးခုနားစရာနေရာရှာဖို့အားရမရှိတော့ပါဘူး။နိုင်နေငယ်ကြတော့ရုရှားစစ်သားနှစ်ယောက်ကသူ့ကိုတွေ့ပြီးစကန်ကိုခေါ်သွားပါတယ်။အဲဒီအချိန်မှာဆယ်ဝင်ယူစာတက်မူဆူစနက်ဆော့နဲ့တွေ့ဆုံခဲ့ပါတယ်။တက်မူကကောင်းလေးကိုအစာကျွေးပြီးဂရုစိုက်ပေးဖို့သူ့လူမျိုးချက်ချင်းကိုညီတောင်းပါတယ်။အဲဒီအချိန်ကစပြီးကောင်းလေးကိုသူ့ရဲ့နာမည်ပြောင်းအသေးဖြစ်တဲ့စာကေးလို့ခေါ်ကြပါတယ်။ နိုင်နိုင်ငယ်ကြပြီးတဲ့နောက်ဆွေသားတွေကတိုက်ပွဲအသည့်မစတင်ခင်သူရဲ့မိသားစုဝင်တွေအကြောင်းတွေပြောဆိုရင်စိတ်ဖြေကြပါ යි ။ဒါပေမဲ့သူတို့မထင်မထားရဲ့ချိန်မှာပဲဘုံတလုံးကြောက်ရောက်လာပါ යි ။စေကူသားဆောင်မှာစာကေးရဲ့တံရကိုသူနာပြူကားချာကကုသပေးနေပါ යි ။ ိုက်ခိုက်မှုကြောင့်တရားရှာသူတက်တွင်ရောက်လာပြီးကားချာသူတို့အားလုံးပြုစုဖို့အမြန်သွားရပါတယ်။တရားရှာနေပေမဲ့စာခေးရတမင်းနဲ့မှအငြိမ့်ငြိမ့်မနေပဲစစ်သားကြောင့်ဖြစ်ဖို့ကြောင့်ပုံပြီးသိညူလို့စိတ်ပြင်းပြနေပါတယ်။တပြေပြင်းတဲ့ကောင်လေးကအားလုံးနဲ့တဟားစာတာဖြစ်ပြီးသူ့ဘဝဝင်ချင်းရလူတိုင်းရဲ့ချက်ကိုရရှိလာပါတယ်။စစ်သားကြောင့်ကားချာကိုခေါ်ရကြောင့် တဲပြင်ဘက်ကိုသွားကြည့်ရဲ့ခါမှာတော့စိတ်တကောင်တွေ့လိုက်ရပါတယ်။စကမ်းမှာဒါမျိုးခွင့်မပြုထားပေမဲ့စစ်သားအစာကေးအတွက်ရှိရဲပြီးတက်မင်းရှူလာတာပါ။အဲ့ချိန်မှာပဲတက်မူးနဲ့သူ့ရဲဘော်ကြီးရောက်လာခဲ့ပါတယ်။သူအစာကေးကိုချက်ချင်းသွားကြည့်ပြီးကောင်းလေးတစ်ဖြည်းဖြည်းပြန်ကောင်းလာတာကိုတွေ့မှစိတ်သက်သာရရသွားပါတယ်။ ကာလီယာသူ့ကိုအန်ဂျီဂျီနဲ့ဆေးထိုးခဲ့ကြောင်းအယန်းနာကျင်ခဲ့ကြောင်းပြောပြပါတယ်။အစပိုင်းမှာထွက်ပြေးကျင်ခဲ့ပေမဲ့သူ့ရဲ့ရဲစွမ်းတက်တီကြောင့်ဆက်နေဖို့ဆုံးဖြတ်ခဲ့ရလို့ဝန်ခံပါတယ်။နောက်ဆုံးမှာတော့ဆာဂီယာတက်မူရဲ့ပစ္စတိုကိုကြေခွင်တောင်းပြီးတက်မူကကြီးစက်နဲ့ထုတ်ပြီးနောက်သူ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်။ကောင်လီယာလက်နဲ့ဘေးဘက်ကလက်မဲ့အကြောင်းမျိုးတက်မူကဒါအဖိုးချုပ်ကြီးအက်စတာရှိုးကသူ့ကိုပေးခဲ့တဲ့အထူးလက်နဲ့ဖြစ်ကြောင်း ထုတ်ဖော်ပြောပြပါရယ်။စာကေယသူ့ပိုက်ပေါ်မှာသူ့ဒီဇိုင်းဆွဲထားတဲ့တိုက်ခိုင်ရင်တင်ကားပုံကိုပြပါရယ်။ပြီးတော့တက်မူးကိုလေရင်ပြန်ပိုင်သလားလို့မေးပါရယ်။တက်မူးကလေရင်ပြန်တစ်ခါမှမပိုင်ဆိုင်ဘူးဘူးဆိုတာသိလိုက်တော့စာကေယသူ့ရဲ့တင်ရရနေတဲ့လက်ကိုပက်တီစီထားရဲ့ပေါ်မှာလေရင်တစီဆွဲပေးဖို့ဆုံးဖြတ်လိုက်ပါရယ်။တက်မူးတရားထွက်သွားတဲ့အခါကားကြာကောင်လေးအကြောင်းပြောဖို့တက်တီမွေပြီးသူ့စီကိုသွားပါရီသူနာပြူကကောင်လေးကိုသူတို့နဲ့တူဆက်နေခွင့်ပေးဖို့တောင်းဆိုပေမဲ့တက်မူကချက်ချင်းညှင်းပယ်လိုက်ပါရီ ။ခလေးကျောက်အတွက်ဒီနေရာဟာမသိမ့်တော်ကြောင်းနဲ့သူ့ကိုမိဘမဲခင်ရတခုစီပို့ဆောင်မယ်လို့ပြောပါရဲ့။နောက်ပိုင်းမှာတက်မူကစာကေးစီအလဲသွားပြီးကောင်လေးကမှန်ပြအောင်ပထမဆုံးချိန်သုံးရလို့စိတ်လုံရှားနေပါရဲ့။သူတို့ထွက်လာကြတဲ့အခါရီဆိုရောက်လာပြီးကောင်လေးကသူ့ရင်ခွင်ထဲကိုပြေးဝင်သွားပါရဲ့။ရီဆိုကကောင်လေးကိုတကြလုံးတလုံးပေးလိုက်ပါရဲ့။စခင်ကအချားလူရင်လိုပဲရီဆိုကလည်း ကောင်းလေးနဲ့ခိုင်မာတဲ့တန်ရုံစင်တွေတိဆောက်မိလာပါပြီ။ညာဘက်မှာကားကြာသူ့သူနာပြို့စာကေရောက်လာတဲ့ကသူ့အကြောင်းမဲ့တွင်းနေမိလို့အိတ်မပြောတော့ဘူးလို့ပြောပြပါပါတယ်။သူမကောင်းလေးကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာပဲမိခင်စိတ်လိုမျိုးသူ့အတွင်းထဲကတခုခုပြောင်းလဲသွားတယ်လို့ဆိုပါတယ်။ကားကြာကကောင်းလေးကိုစစ်ပွဲလင်မှာမဟုတ်ပဲလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာရှိစေခြင်းပေမဲ့သူ့ရဲ့အကြီးမားဆုံးကြောက်ရွံ့မှုကတော့တက်မူကသူ့ကိုအခြားတနေရာပို့လိုက်မှာဖြစ်ပြီးအဲ့ခါကျရင်သူ့ကိုဘယ်တော့မှပြန်ရှာတွေ့နိုင်မှာမဟုတ်တော့မှဘူးပါပဲ။ နောက်တနေ့မနက်မှာတော့ဤကွာတက်မူးစီသွားပြောပါတယ်။စစ်သားတွေကကောင်လေးကိုတန်ရုံးစင်ဖြစ်နေကြပြီဖြစ်လို့စခန်းမှာပဲထားဖို့ကြိုးစားဖြောင်းဖြောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့စာကိကိုကြည့်လိုက်တိုင်းသူတို့ရဲ့နှလုံးသားကိုနှွေးထွေးစေတယ်လို့ခန့်စားရပြီးဒီလူတွေကကလေးတွေရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်နေကြဖြစ်လို့ပါပဲ။ဒါပေမဲ့တက်မူးကစစ်စခန်းဟာကလေးတွေအတွက်နေရာမဟုတ်ဘူးလို့ထက်ပြောပါတယ်။တက်မူးကသူ့ကိုယ်ပိုင်လဲကောင်လေးကိုတန်ရုံးစင်တွေ့နေကြဝန်ခံပေးမယ်။သူ့အတွက်အကောင်ဆုံးအုံပဲလုပ်ပေးချင်တာပါ။နောက်ဆုံးမှာတက်မူးကမိဘမဲကီဟာအတွက်စာရဲစာရဲ တွေကိုလက်မှတ်ထိုးပေးပြီဖြစ်ကြောင်းဒါကြောင့်သူ့လူတွေကကောင်းလေးမရှိရောရဲ့ဖြစ်ကိုလက်ခံကျင့်သားရအောင်စူးစမ်းတင်တယ်လို့ပြောပါတယ်။နိုင်နေငယ်ကြတိုက်ခိုက်မှုတစ်ခုတွင်မှတက်မူဟာသူ့စစ်သားတွေကိုရန်သူတွေကိုပုံကျဲဖို့အမိန့်ပေးပြီးသူကိုယ်တိုင်ကတော့တရားရစစ်သားကြောက်ကိုကယ်ဆယ်နေရဲ့ကားကြောင့်ကိုညီဖို့စစ်မြေပြင်ကိုသွားပါတယ်။ တိုက်ဝဲပြီးဆုံသွားတဲ့အခါသူတို့စကန်ကိုပြန်ရောက်လာပြီးစာခေကိုလာခေါ်ဖို့မိဘမဲခေယာရဲ့ဒရိုက်တာရောက်နေပါ යි သူတို့ကောင်လေးကိုနှုတ်ဆက်နေတုန်းမှပဲအဲ့ဒီလူကကားထဲမှာစောင့်နေပါ යි ဒါပေမဲ့ကားကြာအရန်ဝန်းနေပြီးနှုတ်မဆက်ပဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါ යි တမူကစာခေကိုသူ့ဘေးမှာထိုင်ခိုင်းပြီးနောက်ပိုင်းဘာဖြစ်လာမလဲဆိုတာကိုရှင်းပြဖို့ကြိုးစားပါ යි ဒါပေမဲ့သူ့ဘာမှမပြောခဲ့မှာပဲကောင်လေးကငိုပြီးသူ့ကိုဖတ်ထားလိုက်ပါ යි သူဟာတက်မှုကိုစောင့်နေခဲ့တာဖြစ်ပြီးသူ့ကိုပြန်မတွေ့ရတော့မှကြောက်နေခဲ့တယ်လို့ပြောပါတယ်။အဲဒီမှာတက်မှုကတစ်သားနဲ့ထွင်းထားတဲ့လက်နက်တစ်ခုကိုပေးပြီးသူ့ရဲ့သားဖြစ်ချင်သလားလို့မေးလိုက်ပါတယ်။နှစ်ယောက်သားပွေဖန်လိုက်ကြပြီးတက်မှုကသူ့လက်မှတ်ထိုးပြီးသားမိဘမဲခင်ကစာရွက်စာတမ်းကိုစုပ်ပြလိုက်ပါတယ်။စာကဲကြောင်တက်ထဲမှာနေခွင့်ရပြီးတဲ့နောက်နောက်ထပ်စိန်ခေါ်မှုကတော့တက်မတော်ရဲ့အဖွဲ့ဝင်အသစ်ဖြစ်တဲ့စာကဲနဲ့တော်မဲ့အဝတ်စားပြီးရှာဖွေဖို့ပါပဲ။ဒါကြောင့်ဤကောကအဝတ်စားချုပ်သူအတွက် အဝင်စားဟောင်းချို့ကိုဖဲ့ထားပေးပြီးကောက်လေးအတွက်အဝင်စားအစ်တွေချုံလုပ်စီပါတယ်။မကြခင်မှာပဲကလော်ဒီယာကသူမရှာနိုင်သမျှအသေးဆုံးဘိုးဖနက်တီယန်နဲ့ရောက်လာခဲ့ပါတယ်။ဖနက်ချုပ်သမားကနည်းနည်းပါးပါးပြင်ဆင်ပြီးတဲ့နောက်မှာတော့စာကေးအတွက်အန်ခိုင်ဖြစ်သွားမှာပါ။နောက်တနေ့မနက်မှာတော့တက်မူကကောက်လေးခန့်ကိုသွားပြီးနှိုးပါတယ်။တက်မူကစစ်သားအစစ်တရားလိုပဲ 45စက္ကန့်တွင်အဝတ်စားဝယ်ရမယ်လို့ပြောပြီးသူ့ရဲ့ယူနီဖောင်းတက်ကိုပေးလိုက်ပါ။ကောင်လေးကရှမ်းပြော့သွားပြီးအသင့်ဖြစ်မှုဖြေးသွားပါ။ဒါပေမဲ့အရှင်ဆုံးသူ့ဖင်အသင့်ဖြစ်တဲ့တက်မူရဲ့မျက်နှာမှာပလာစာကတ်ထားတာကိုတွေ့ပြီးဘာဖြစ်တာလဲလို့မေးပါ။တက်မူကတတိမထားမိတာကြောင့်မုန်းဆိတ်ရရင်ရှမိသွားတယ်လို့ပြောပါ။ 45စက္ကန့်ကိုရှေ့တွက်ဖို့တက်မှုကမေချစ်ဆန်တစ်ချောင်းကိုမင်းကြီးလိုက်ပြီးတက်သားမေချစ်ဆန်လောင်ကျွမ်းမသွားခင်မှာစာကင်အတင်ဖြစ်နေရမယ်လို့ပြောပါတယ်။မေချစ်ဆန်အနေငယ်ကုံသွားပြီးနောက်မှာသူတို့တဲပြုံထွက်လာပြီးစာကင်ရသူ့ရဲ့ယူနီဖောင်းတက်ကိုရဲဘော်တွေကိုပြဖို့စိတ်လုံရှားနေပါတယ်။အဲဒီအချိန်မှာပဲရုံတရတိုက်ခိုက်မှုတစ်ခုဖြစ်သွားပြီးတက်မှုကသူ့သားကိုကောက်ခွဲမှုပြေးသွားပါတယ်။သူကသူ့လူကြောက်ကိုခလေးကိုခိုးအောင်ရနေရစေခေါ်သွားဖို့အမိန့်ပေးပြီးတနေ့သူတွေအားလုံးကတော့ကတုတ်ချင်းတွေထဲမှာပုံအောင်နေကြပါတယ်။ ပုံကျဲတိုက်ခိုက်မှုတွင်စစ်သားချို့တရားရသွားပြီးကောင်လီကသူတို့ကိုပြုစုစောင့်ရှောက်ဖို့စေကူသားဆောင်သွားပါ යි သူကသူတို့ကိုရှေ့တိုက်ပြီးလိုအပ်တာမဲ့တများကုညီဖို့အသင့်ရှိနေပါ යි နှလုံးပတ်တီစီထားရဲ့စစ်သားချောက်ကစာကလေးကိုသူ့မိသားစုကပို့လိုက်တဲ့ဆောင်ဖက်ပြဖို့တောင်းဆိုပါ යි ဒါပေမဲ့ကောင်လီကစာမဖတ်တတ်သေးတဲ့အတွက်အဲ့ဒီတနာဆရာကောင်းတဲ့စစ်သားကိုတည်င်ကောင်းနဲ့တီထွင်ပြီးပြောပြပါတော့တယ်အပြင်မှာဘုံတွေဆက်တိုက်ကြနေတဲ့အတွက်သူရဲဘော်တွေကိုစိတ်တည်နေအောင်စာကလေးကတချင်းဆိုပြပါ යි တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့စာကေကကားကြံရဲ့ပေါင်ပေါ်မှာတရေအိပ်ပြောသွားပါတယ်။သူ့ပြေပြည့်တဲ့တက်မူးကမကြခင်ရောက်လာပြီးသူမဘေးမှာဝင်ထိုင်ပါတယ်တမူကသူမကိုတခုခုပြောစာရှိရလို့ဆိုပေမဲ့စာကင်းနိုးလာပြီးအစစ်စင်အလုံးပြတ်သွားပါတော့တယ်စကန်ကိုပြန်လဲတီဆောင်နေချိန်မှာစစ်သားညောက်ကစာကင်းမုတ်စိရင်နေရာကိုတွေ့ပြီးချိန်တွေးဖို့ပြင်ဆင်နေရလားလို့မေးပြီးတော့စနောက်ကြပါတယ် ။ကောင်လေးကတော့စစ်သားတွေဟာအချိန်တွဲလေးမရှိဘူးလို့ပြန်ပြောပါတယ်။နောက်ပိုင်းမှာသူကတက်မူးစီကိုသွားပြီးအဲ့ဒီနေအတွက်သူ့ရဲ့တာဝန်ကဘာဖြစ်မလဲဆိုတာမေးမြန်းပါတယ်။တက်မူးကကောင်လေးမျက်နှာမှာဘာလို့ပလစတာကတ်ထားတာလဲလို့မေးတော့စာကေးရတတိမချားမိရာကြောင့်မိုးစိမ့်ရိပ်ရင်ရှမိသွားလို့ပြန်ဖြေပါတယ်။သူလုံးတလုံးလိုက်လို့တဲ့ကောင်လေးကိုကြည့်ပြီးသဘောတကျပြုံးပြီးမကြခင်ရောက်လာတော့မှ truck ကားပေါ်မှာစာရီကိုတွားယူပြီးစစ်သားတွေကိုဖြန့်ဝေပေးဖို့ခိုင်းလိုက်ပါတယ်။ စစ်သားတွေကသူရဲ့မိတ်ဆွေရေးစီအားစတွေကိုလက်ခံရရှိရခါပျော်ရွှင်စွာနဲ့ကောက်ခုံကြပြီးဒါအကောင်လေးကိုသူ့အလုပ်ကိုပို့ပြီးနှက်သက်လာစေပါ යි တာဝန်ပြီးဆုံးသွားတဲ့အခါစာကေးကသူ့ရဲ့ပျောက်ကြားဝတ်စုံသုံးပြီးစခန်းတစ်ဝိုက်မှာခိုးကြောင်ခိုးပဲရှောက်သားဖို့ဆုံးဖြတ်လိုက်ပါ යි သူမှန်ပြောင်းတဲ့ချောင်းကြီးနေတုန်းမှာကောက်ရိုးပုံထဲမှာပုံးနေတဲ့ဘိုးဖနက်တီယံကိုတွေ့လိုက်ရပါ යි သူဟာစခန်းကိုပြန်ပြေးသွားပြီးကောက်ရိုးပုံထဲမှာပုံးနေတဲ့ကျူးကျော်သူကိုတွားဖမ်းဖို့သူ့ရဲဘော်အချို့ကိုခေါ်လိုက်ပါ යි အန်ဒရီနဲ့သူ့လူတွေကဘာဖြစ်နေရလဲဆိုတာသွားစစ်ဆေးတဲ့အခါရှန်သူတက်မတော်ကစစ်သားညောင်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်။အပြက်လန်ပြစ်ခတ်မှုနိုင်ငံပြုလုပ်ပြီးနောက်မှာသူတို့ကအဲ့လူတွေကိုဖမ်းဆီးနိုင်ခဲ့ပြီးစာကိလက်စခန်းကိုပြန်လာခဲ့ပါတယ်။တချိန်တည်းမှာပဲတက်မူကသူ့သားတချို့ညောင်ကိုဖမ်းဆီးရမှာကုညီခဲ့ကြောင်းသူ့လူကြောင့်စီကနေတိလိုက်ရပါတယ်။ တက်မှုလဲအံ့ဩသွားပြီးကောင်လေးရဲ့ရဲစွမ်းတက်တီနဲ့နှိမ်ချမှုကိုခုံယူနေပါ යි အဲနောက်ဆခေကသူခန်းထဲရောက်လာပြီးတက်မှုကသူ့ကိုတည်င်းကောင်းတစ်ခုပြောပြပါ යි အဲ့ဒါကတော့တက်မှုကကောင်လေးကိုမွေးစားဖို့ခွင့်ပြုချက်ရရှိခဲ့ပြီးအန်ဒီယာဆပြီးသူတို့ဟာတရားရင်မိသားစုတစ်စုဖြစ်သွားပြီးဖြစ်ပါ යි ဆခေကအယံဝန်တသွားပြီးဒီတဲ့င်းကိုကားချစီသွားပြောဖို့သူ့ဖေကိုခေါ်ပါ යි ။ကောင်လေးကတက်မှုတိုက်ပွဲမှာတင်ရရခဲ့တော့ကကားချတခါငိုနေရအောင်သူမြင်ခဲ့ဘူးတယ်လို့ပြောပါ යි ။ တမူကဒါအောင်ကြတော့စိတ်ရှုပ်ထွေးသွားပြီမဲ့စာကင်းနဲ့တူတူလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အချိန်ထဲမှာပဲကားချာမြေကန်ပေးမှရှိနေချင်းစစ်သားကျောက်ကသူကိုယ်တိုင်ခူးလာရဲ့ပန်းစီတစ်စီးကိုပေးပါတယ်။အချိန်မှာပဲစာကင်းနဲ့သူ့ဖေရောက်လာပါတယ်။တမူကချင်းလေးကိုချက်ချင်းသဘောပေါက်သွားပြီးကောင်လေးကိုနောက်ဆုပ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့စာကင်းကသူ့လက်ထဲကယုံထွက်ပြီးကားချာစီကိုပြေးသွားပါတယ်။ပြီးတော့သူ့ဖေကိုလှမ်းခေါ်ပြီးမဲ့ရှက်သွားတဲ့တမူကထွက်သွားနေပါပြီ။ ရန်နေငယ်ကြာနောက်ထပ်တိုက်ပွဲတစ်ခုတွင်မှကောင်လီယာကတုတ်ချင်းတွေထဲမှာဤကောင်ကိုလိုက်ရှာနေပါကြည်စံနေယူခိုင်းပေးပြီးနောက်မှာစစ်သားကောင်လေးကိုဘုံခုချင်းကိုသွားဖို့ပြောပါတယ်။စာကေယာသူရဲဘော်တွေကိုစွန့်ခွာဖို့ညှင်းဆန်ပေးမိ။ဤကောင်ကဒါဟာအမေဖြစ်ကြောင်းနဲ့စစ်သားကောင်ကြောင့်ဟာအထက်ရာရှိပြီးအမေကိုလိုက်နာရမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကကုညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူဟာသူ့ဖေနဲ့သူ့ရဲဘော်ရင်ဆက်သွယ်ရေးလိုင်းတစ်ခုပြတ်တောက်သွားကြောင်းဝါယာကြိုးတစ်ချောင်းပြတ်သွားလို့လူအချို့ကို ပြင်ဖို့လွှတ်လိုက်ကြောင်းပြောနေရအောင်ကြားလိုက်ရပါ යි ။စာကေကဒါကိုပြင်ဖို့ဆုံးဖြတ်ပြီးအပြစ်မခံရအောင်မြေပေါ်မှာဝန်းရမောက်ပြီးသွားပါ යි ။သူတရားရနေရဲ့စစ်သားချက်ကိုတွေ့ရခါကိုညီဖို့ကြိုးစားရင်ဝါယာကြိုးကိုပြင်ဖို့ဘာလို့ရမလဲလို့မေးပါ යි ။နောက်တော့စာကေကစစ်သားပြောတဲ့အတိုင်းပြက်နေတဲ့ကြိုးရဲ့အစုံတစ်ခုကိုဆက်လိုက်ပါ යි ။အစုံတစ်ဆောက်ကိုဆက်လိုက်တဲ့အတွက်ဆက်သွယ်ရေးလိုင်းပြန်လည်ရရှိသွားပြီးတံမူးကစစ်ကူခေါ်နိုင်ခဲ့ပါ යි ။ ကောင်လေးရဲ့ဒလိုသူရဲကောင်းဆန်တဲ့လုံရဲကလူအသက်ပေါင်းရာနဲ့ချီပြီးကဲတင်နိုင်ခဲ့ပါတယ်။တိုက်ဝဲပြီးနောက်မှာစာကင်းကအစီအစဉ်အသေးတစ်ခုစတင်စဉ်းစားပါတော့တယ်။သူရဲ့နောက်ထပ်မစ်ရှင်ကတော့ကာကြာနဲ့သူ့ဖေကိုအောင်သွဲလုပ်ပေးမှုပါတယ်။သူတို့ညောင်ကတောင်းနေကြောင်စိတ်ဝင်စားနေကြရဲဆိုတာကိုသူအသိနစ်နေပြီးသားဖြစ်လို့ပါ။ဒီအတွက်ကောင်လေးကသူနာပြုစီကိုသွားပြီးတမိုးနေမကောင်းလို့ပြောပါတယ်။ပြီးတော့သူမကိုအခန်းစီကိုအပြေးခေါ်သွားပါတယ်။အဲယူရောက်တော့တမိုးကစပွဲပေါ်မှာလှဲနေရအောင်တွေးလိုက်ရပြီးသူ့ကိုနှိုးလိုက်ပါတယ်။ ဒီအချိန်မှာစာကေကအဖြေရနေအရာအလုံးပုံပြီးစောင့်ကြည့်နေပါ යි ။ကားချာသူ့ကိုစမ်းတက်ဖို့ကြိုးစားတဲ့အခါတန်မူကလန့်နိုးလာပြီးသူနေမကောင်းမဖြစ်ကြောင်းပြောပါတယ်။သူနာပြူကဖြစ်ကြောင်းကိုစဉ်ကိုရှင်းပြတော့တန်မူကသူ့ရဲ့သားအစီအစဉ်ကိုသဘောပေါက်သွားပါ යි ။သူကတက်တီမွေပြီးဖွင့်ပြောဖို့ကြိုးစားပေမဲ့ကားချာအယံရှက်သွားပြီးထွက်သွားပါတယ်။ဒါပေမဲ့သူမဒီအခွင့်အရေးကိုလက်လွတ်မခံနိုင်ပေသူမနောက်ကိုလိုက်သွားပါတယ်။ အချိန်ထဲမှာပဲစာကေးကတပင်းတပင်းပေါ်တက်ပြီးမှန်ပြောင်းတဲ့စခန်းကိုစောင့်ကြည့်နေပါ යි အဲအချိန်မှာသူကခွေးချို့ကိုတွေ့လိုက်ပါတယ်နောက်တော့ကောင်လေးကခွေးလက်ကိုစီးဖို့ခွင့်တောင်းပြီးလဲပေါ်တက်ကခွေးလက်ကိုစီးပါ යි ပြေတနာကလမ်းမှာခွေးရကြောင်းနှကောင်ကိုတွေ့ပြီးဖလိုက်ဖမ်းရကနေစပါတော့လေသူတို့ကဒီအိုက်ဆက်ပြေးနေရင်မကြခင်မိုင်းခွေးတစ်ခုစီကိုယောက်သွားမှဖြစ်ပြီးကောင်လေးရဲ့အသက်လည်းအန်ရရှင်နေပါ යි တအားတိလိုက်ရတဲ့ရီဆိုက ော်တော်ဆိုင်ကတစည်းပေါ်တက်ပြီးအချိန်မလွန်ခင်ခွေးရီကိုတားဖို့အမြန်မောင်းသွားကရှေ့ရပိတ်လိုက်တာကြောင့်ခွေးလဲလဲရှက်သွားပါ යි ။စာကေပမာဖြစ်တာကိုတွေ့လိုက်ရတော့အလုံးနဲ့စိတ်သက်သာရာရသွားပါ යි ။တော်ရဲမှာတက်မူကကားစာကိုစကားပြောဖို့ကြိုးစားနေစေပါ။ဒါပေမဲ့နောက်ဆုံးမှသူမစီကိုရောက်သွားတဲ့အခါမှာတော့သူပြောစင်တာကိုဖော်ပြဖို့တင်းတော်ရဲ့စကားလုံးတွေရှာမတွေ့နိုင်ခဲ့ပါဘူး။ဒါကြောင့်သူကစာကေကိုဇလန်းနဲ့ထည့်ပြီးကောင်လေးကကားစာကိုအရန်ချစ်ကြောင်ပြောပါ යි ။ ပြီးတော့ကကြောင်းကိုကောင်းလေးရဲ့အမိဖြစ်ချင်သလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့သူနာပြူကမဖြေခင်မှာစစ်သားတယောက်ရောက်လာပြီးတံမိုးစီကိုစားတဆောင်ပေးလိုက်ပါတယ်။ဒါကစစ်ဌာနချုပ်ကပေးပို့တဲ့တည်င်းစကားဖြစ်ပါတယ်။နောက်တနေ့မှတပ်ဖွဲ့ကထွက်ခွာဖို့ပြင်ဆင်ကြပါတယ်။နိုင်နေငယ်ကြမှာသူတို့ဟာလယ်သမားအချို့ရဲ့အိမ်မှာအနားရရှိဖို့ရန်နာကြပါတယ်။အစားစားပြီးရနောက်မှာသူတို့ဟာဂျာမန်ဘုံတလုံးအဲ့ဒီအိမ်ပေါ်ကိုရောက်ခဲ့ပြီး မပါခွဲသေးပဲရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ဘုံဆန်ဟာမျက်နှာချက်ကိုဖောက်ဆွဲပြီးကျမ်းပြင်ကိုထိုးဖောက်ဝင်သွားပေမဲ့ကံကောင်းစွာနဲ့မပေါက်ခွဲခဲ့ပါဘူး။ဒါကြောင့်စစ်သားတွေကဘာတိခိုင်မှုမှမဖြစ်ခင်မှာအဲ့ရောင်ကိုဖယ်ရှားပေးဖို့ကုညီဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တော့သူတို့ခရီးဆက်ကြပြီးစာကေရရီဆိုနဲ့သူ့ဖီတို့နဲ့တူကာဒစီရဲ့လိုက်စီးသွားပါရင်ရုတ်တဲ့သူတို့စီးလာရဲကပောက်ခွဲသွားပြီးစာကေနဲ့ပုံဝင်ချင်အားသွင်းအလုံးပောက်ခွဲတဲ့ကြောင့်တုံ့လှုပ်သွားကြပါရဲ့ မီတာနည်းငယ်กว่าမှာတော့တိတ်ဆုံးနေတဲ့ resource ကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာသူတို့တပ်ဖွဲ့ဟာတက်မှတ်ထားတဲ့နေရာကိုရှောက်သွားတဲ့အခါသူ့ဖေကပိုချုပ်ကြီးနဲ့စကားပြောနေတုန်းမှာစာကေးကသူ့ရဲ့နောက်ထပ်တာဝန်ကဘာဖြစ်မလဲလို့မေးပါတယ်။ပိုချုပ်ကြီးကသူ့ကိုစစ်သားတွေရဲ့ uniform တွေကိုစစ်ဆေးခိုင်းပြီးကောင်လေးကအရှာရှိเจ้าရဲ့အကူအညီနဲ့ဒေတာဝန်ကိုထမ်းဆောင်ပါတယ်။ စစ်သားအလုံးရဲ့ဘိုးဖနက်တွေနဲ့ဝတ်စုံတွေကိုစစ်ဆေးပြီးနောက်မှာသူဟာယူနီဖောင်းတွေပြက်စီးနေတဲ့သူအလုံးရဲ့နာမည်တွေကိုရေးမှတ်ခိုင်းပါတယ်။အမေပေးထားတဲ့အတိုင်းလိုင်းနာဆောင်ရွက်ပြီးနောက်မှာကောင်လေးဟာအစီရင်ခံစာပေးဖို့ဖို့ပို့ချုပ်ကြီးရုံးကန့်ကိုပြန်လာခဲ့ပါတယ်။ညဘက်မှာစာကေးနဲ့သူ့ဖေကမကြခင်ကျင်းပါမယ့်စုချင်းမြေပွဲခန်းနာကြောင့်ပြောဆိုရင်တောအုပ်ထဲမှာလမ်းလျှောက်နေကြပါတယ်။ ကွန်ပျူတာစိမ်းဆိုတာနိုင်ငံအောင်ကဲ့တင်မှုသူတို့တက်ကိုစွန်စားခဲ့တဲ့သူတွေကိုပေးရတဲ့တစိမ်းတစ်ခုဖြစ်ပါတယ်။သူရဲ့ပထမဆုံးစုကိုကွန်ပျူနေတုန်းမှပဲပုံတလုံးကြလာပြီးတက်မူကအပြည့်စည်းပြီးကြမှာပြီးမိနေပါတယ်။ကောင်လေးကသူ့ကိုအိမ်အောက်ကနေထုတ်ဖို့ကြိုးစားပေမဲ့အပြက်စီးကိုဖယ်ရှားဖို့သူ့မှာအင်အားအလုံးလောက်မရှိပါဘူး။ နောက်ပိုင်းပုံကျဲတိုက်ခိုက်မှုပြီးမှသူရဲဘော်တွေရဲ့အကူအညီနဲ့တက်မှုအဲ့ဒီနေရာကနေထွက်ယူပြီးစေကူတမှုပေးနိုင်ခဲ့ပါတယ်။ပြင်းထန်စွာတရားရှာခဲ့ပေမဲ့တက်မှုကတက်တာလာပြီးမကြခင်မှာပဲသူရဲဘော်တွေနဲ့တူပြန်လည်ခြိတက်ဖို့အသင့်ဖြစ်နေပါပြီ။နောက်တနည်းဖြစ်တဲ့1943ခုနှစ်မှာတော့စာကေယဒုတိယကမ္ဘာစစ်ရဲ့အသက်ငယ်ဆုံးစစ်သားအဖြစ်ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပြီးနောက်ဆုံးမှာတော့ဂုဏ်တိုးဆောင်တဆိပ်ကိုရရှိခဲ့ပါသေးတယ်။ အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရက်ထိပါလဲခုလိုစိတ်ဝင်စားဖို့ရဇာတ်လမ်းကောင်းတွေကို record လုပ်ပေးမှာမို့လို့စောင့်မျှော်အားပေးနားဆင်ပါလို့ပြောကြရင်အားလုံးနှုတ်ဆက်ခဲ့ပါတယ်။နောက်ရက်ထိပြန်လည်ဆုံတွေ့ပါမယ်ရှင်။